မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲပြန်လည်ဖြစ်ပွားလာရာစစ်ကော်မရှင်တပ်များတိုက်ဆုံမှုများနေသည့်အတွက်အင်အား၄၀၀ခန့်စစ်ကူဖြည့်တင်းနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပြီးစစ်ကော်မရှင်တပ်မှထိခိုက်တိုက်ဆုံမှုများနေကြောင်းသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့တွင်ကြောက်ဖြူမြို့နယ်ပြင်းရှင်နှင့် ခုလပါတွင်အာရကတက်တော် AA နှင့်စစ်ကော်မရှင်တက်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တက်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်အများပြားတိုက်ဆုံကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါသည်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားပြီးနောက်အော်တိုဘာ16ရက်တွင်စစ်ကော်မရှင်ကတောင်မော်ဦးရေတန်ဒညဝတီရေတက်ဌာနချုပ်နှင့်ခမာယ943တို့စစ်ကူအင်အား400ခန့်ပို့ဆောင်ခဲ့ကြောင်းသိရပါသည်စစ်တပ်ဘက်ကစစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရကတိုက်ပွဲတွေပြန်ဖြစ်နေတဲ့စစ်တပ်အရာရှိပိုင်းတွေ AA စနိုက်ပါကြောင့်တိဒါများတဲ့ သူတို့အလောင်းတွေကိုနေပြည်နယ်တစ်ပုတ်တောင်ဘက်တည်ကြတဲ့ခုကြောက်ဖြူတဲ့ရင်မြက်ကတရင်ထနာကိုပြောပါတယ်။ကြောက်ဖြူမျိုးတွင်ပိုင်ကိုအပြေဝထိန်းချုပ်ထားသည့်စစ်ကောမရှင်ကအေအေနှစ်ထိတွေ့တိုက်ပွဲများရှိနေသည့်ပြင်ရှိကုလပါလက်ခမော်စသည့်ခြေရွာများဘက်ကိုစစ်ကြောင်းထိုးလာရာတိုက်ပွဲများပြန်လည်ပြင်းထန်လာခြင်းဖြစ်ပါတယ်။အေအေသည်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကြောက်ဖြူရန်ကုန်လမ်းရှိအမှတ်32ရဲတပ်ရင်းကိုဒရုန်းပုံများဖြင့်တိုက်ခိုက်ခဲ့ရာစစ်ကောမရှင်တပ်ဖွဲ့ဝင်များတိုက်ဆုံထိခိုက်မှုများကြောင့်တရင်ရင်းမြက်များထံမှသိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းကြောက်ဖြူစစ်တွေနဲ့မန်အောင်သုံးမြို့နယ်တွင်သာရှိနေသည့်စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ရန်ကြောက်ဖြူတိုက်ပွဲကိုထိန်းချုပ်လိုနေပြီးစစ်ကော်မရှင်တပ်ထိုးစစ်များနေရာအနှံ့ဖြန့်ပြီးတက်လာရာအေအေးကြားဖြတ်တိုက်ခိုက်မှုကြောင့်အစုလိုက်ပြုံလိုက်တည်ဆုံနေရကြောင်းသိရပါတယ်။ဆက်လက်ပြီးပကိုးရိုးမတို့စစ်ကောင်စီတပ်အင်အား900ပို့ဆောင်ညောင်လေးပင်ခရိုင်တွင်လည်းတပ်အင်အားနှင့်လက်နက်ကြီးဖြစ်တင်ပို့ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အော်တိုဘာ၁၂ရက်နေ့နံနက်၉နာရီအချိန်တွင်လဲဘကိုမြို့အခြေစိုက်တပ်မ89မှစစ်ကောင်စီတပ်ဖွဲ့များတင်ဆောင်ထားသည့်ကားကြီး၄စီးခွေးဘလူးကား၁စီးဟိုက်ချက်ပုံစံပေါင်၅စီးသည်ဘဲနယ်ကုန်းမှနှစ်တာကွင်းသို့ရောက်ရှိနေသည်ဟု KNL တပ်မှုတအုပ်ကပြောပါရယ်တောင်ငူခရိုင်အုပ်တွင်စစ်ကောင်စီတိုင်းဘက်ဟု၆မှစစ်တင်နန်းစင်တပ်သားတဲ့အပါဝင်အင်အား900ဦးပါအင်အားနှင့်လက်နက်ကြီးပါတင်ဆောင်လာသည့်ကားအစီး20ဖြင့်အနောက်ဘက်ကိုရိုးမှသို့အော်တိုဘာလ၁၂ရက်နေ့တွင်ထွက်ခွာသွားသည်ဟုကိုယ်တိုင်မြင်တွေ့ခဲ့သည့် နေမြေကန်ဤပြောပြချက်အရသတင်းရရှိကြောင်းအဆိုပါ KNL တက်မှုမှပြောပါရယ်အခုနောက်ပိုင်းတွင်မှစစ်ကောင်စီဘက်ကနေလက်နက်ကြီးအပအဝင်တက်အင်အားတွေစက်တိုက်ဖို့ဆောင်ဖြစ်တင်နေတဲ့တက်ချင်းပြောင်းလို့ပြောပေမဲ့တကယ်တော့အလားပဲရှိတယ်ပြန်စင်းတာမတွေ့ရဘူးလို့အဆိုပါတက်မှုမှပြောပါရယ်ဒါပြင် KNU အမှတ်3တက်မဟာညောင်လေးပင်ခရိုင်ဖြူးမြို့နယ်နှင့်ကြောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လက်နက်ကြီးများပါပို့ဆောင်နေတယ်လို့အဆိုပါ KNL တက်မှုမှပြောပါရယ် အော်တိုဘလ19ရက်နေ့နေ့လယ်ချိန်တွင်စစ်ကောင်စီတပ်ဖွဲ့များနဲ့အတူလက်နက်ကြီးတင်ဆောင်လာသည့်ကားသည်ညောင်လေးပင်ခရိုင်ဖြူမြို့မှအုတ်ဖြတ်တို့ဦးတီထွက်ခွာသွားသည်ဟုအဆိုပါတပ်မှုကပြောဆိုပါသည်။ဆက်လက်ပြီးလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ပြည်သူများပေးလို့ရာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်၍ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာလ22ရက်နေ့ညနေ9နာရီကျော်ခန့်တွင်အကြံဖတ်စစ်တိတ်စစ်သင်းဘောပေါ်၌လိုက်ပါလာသောအင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းသည် လောင်လုံးမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထုတ်ပြန်ရောက်လာစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုထိတွေ့တိုက်ပွဲတွင်အကြံဖတ်စစ်တပ်ဘက်မှအထိနာခဲ့သောကြောင့်စစ်သည်မော်နစ်ခလာရတရလီတက်ရမှစစ်သားများကလက်နက်ကြီးများဖြင့်ခြေရွာများကိုရန်တပ်ပစ်ခတ်လျက်ရှိကြောင်းသိရပါသည်။ထို့သောအကြံဖတ်စစ်တပ်၏ပစ်ခတ်မှုကြောင့်လက်ရှိချိန်တွင်ကရင်ကြီးရွာမှပြည်သူများအပါအဝင်အနီးအနားရှိခြေရွာများမှထောင်ထဲချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။တိုက်ပွဲကမနေ့ကလေးကစဖြစ်နေတောင်စစ်ခွေးတွေကခရင်ကြီးရွာကိုဝင်လာတဲ့အချိန်မှာတိုက်ပွဲဖြစ်တောင်မနေ့ကညနေပိုင်းကနေစဖြစ်တဲ့တိုက်ပွဲက ညာပိုင်းထိကိုဖြစ်ခဲ့တယ်။ဒီနေ့လဲတိုက်ပွဲဆက်ဖြစ်နေတယ်စစ်ကွေးစစ်ကြောင်းကရှေ့ဆက်တို့ဖို့လုံနေလို့တိုက်ပွဲဆက်ဖြစ်နေတာစစ်ခွေးတွေတော်တော်အထိနာလို့စစ်သည်မော့ကကောခလာရတရလီတရင်ကကောလက်နဲ့ကြီးတွေနဲ့ဇက်တိုက်ကိုဖြစ်ခတ်နေတာဟုဒေတာရင်းစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုယနေ့အောက်တိုဘာလ22ရက်နေ့ထိဒေါ်လာရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါတယ် ဆလဘင်းစစ်ကောင်စီကတမူမျိုးနယ်မှာစစ်ကြောင်းထိုးလို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းတမူမျိုးနယ်ခမိတ်ဒေဝါကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလို့ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ယနေ့အောက်တိုဘာလ22ရက်နေ့မနက်အစောပိုင်းကပန်းသာကြီးရွာမှာအခြေချထားတဲ့စစ်ကောင်စီဖူးပေါင်းတပ်ဖွဲ့ကဒေါ်လာရီတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ခမိတ်ကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်အခုလိုတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေကမနက်အစောပိုင်းမှာစတင်စစ်ကြောင်းထိုးလာတာပါ။ အင်းအားကများတဲ့ခမိတ်တော်ပေးလိုက်ရပြီနမောတာဘက်ကလည်းဆက်ထိုးလာတယ်အတီးခိုက်တော့ရှိနိုင်ပါတယ်အသေးစိတ်တော့မသိရသေးဘူးတိုက်ပွဲကဖြစ်နေတော့ဆိုတော့လို့စစ်ရေးသတင်းရင်းမြစ်တအူးကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီတပ်ကခမိတ်ကြီးပါကိုစစ်ကြောင်းထိုးဖွင့်ရောက်ခဲ့ပြီးနောက်တမူကလေးလမ်းမပေါ်ရှိနမောတာကြီးပါကိုဆက်လက်စစ်ကြောင်းထိုးနေလို့တော်လန်ရေးတပ်ဖွဲ့များကပြန်လည်ကုကံတိုက်ခိုက်နေပြီးနှစ်ဖက်ထိခိုက်မှုများလည်းရှိနေတယ်လို့သိရပါတယ် စစ်ကောင်စီတပ်များကပြီးခဲ့တဲ့လတွေကလည်းခမိတ်ကျေးရွာနဲ့နမွန်တာကျေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့တပတ်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ဒေါ်လာရေးတပ်ဖွဲ့များကပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးနေရီကန်စခန်းကိုအင်အားအလုံးရင်ပို့ရန်စစ်ကော်မရှင်ဂျိုးပန်းနေပြီးတလာသည့်စစ်ကြောင်းများကိုပိတ်ဆို့တိုက်ခိုက်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေကံပြူဟာကုန်းရှိစုံရှုံးစစ်စခန်းများကိုပြန်လည်ရယူရနှင့်ပိတ်မိပြီးကစင်ကလျာပြင်းနေရသည့်စစ်ကော်မရှင်တပ်များကိုကူရန်စစ်အင်အားလုံးရင်းနှင့်ပို့နေကြောင်းသိရပါသည် အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆာခ905နှင့်အမြောက်တန်အာမတ400ကိုတို့မှအင်အားအပြည့်ပါစစ်ရင်တန်း၅စီးသည်ပြီးခဲ့သည့်အောက်တိုဘာ20ရက်တွင်ဇင်ပြုံးမှတက်ဆင့်ပြင်းဝလန်းဆောင်သို့ရောက်ရှိလာကြောင်းသိရပါသည်အဆိုပါစစ်ရင်တမ်းမှစစ်ကြောင်းချုပ်မှတိုက်ပွဲဖြစ်ပွားရာကိုခြေလင်းတက်ကြညီဖြစ်ပြီးရှေးခါများပါပါရှိကြောင်းသိရပါတယ်စစ်တပ်ကအင်အားစက်တိုက်ပို့နေတဲ့လမ်းကြောင်းတွေဖြန့်ပြီးခြိတက်ခိုင်းတယ်လို့ပြောတယ်တော်လိုင်းရေးဘက်ကပိတ်တိုက်တာရောဂျားဖြတ်တိုက်တာရောနဲ့တိုက်ပွဲဆက်ဖြစ်နေတယ်ဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် ရေကန်ပြူဟာဘက်ကိုစစ်ကော်မရှင်ကပို့လိုက်တဲ့စစ်ကြောင်းများနဲ့စခန်းမှထွက်ပြေးသည့်တပ်အချို့ပူပေါင်းကခုတ်ကြီးဘက်တွင်အေအေနှင့်ထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသတင်းရင်းမြစ်ထံကသိရပါတယ်။စစ်ကော်မရှင်ကနရေကန်စခန်းနဲ့စခန်းအနီးရှိတပ်ဖွဲ့ဝင်များကိုလေကြောင်းမှလက်နက်ခဲယံပို့နေရပြီးမြေပြင်လမ်းကြောင်းများပိတ်ဆို့ခံနေရသည့်အတွက်ပြင်းဝလမ်းစုံမှတဆင့်သာလမ်းကြောင်းများခွဲ၍နရေကန်လမ်းသစ်နှင့်လမ်းဟောင်းကိုစစ်ကူပို့နေရပါတယ်။မေဂန်ပြူဟာမှကြံရှိသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှတချို့မှစကမ်းမှစွန့်ခွာထွက်ပြေးနေပြီး တပ်ဖွဲ့ဝင်တချို့မှာ AA ထံအညံ့ခံကြကြောင်းအောက်တိုဘာ18ရက်နေ့တို့တွင် AA ကထုတ်ပြန်ပါတယ်စစ်ကော်မရှင်သည်ယနေ့အောက်တိုဘာ22ရက်နေ့အထိလေကြောင်းမှနေ၍နေရီကန်တွင်ဂုတ်ကြီးအနီးတစ်ဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ထားကြောင်းသိရပါတယ်ဆလပီဆေအိုစုရဲ့အတူရောင်ရွှေကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးရေးနိုင်ငံတကာပါလီမန်များညှိလာခံမှာမြန်မာလွှတ်တော်ကုဆလေအဖွဲ့တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ် အကြံဖတ်စီအုပ်စုကကျင်းပမယ်အတုရောင်ရွှေကောက်ပွဲနဲ့ရလက်အပေါ်ကန့်ကွက်ပြေးရင်အတိမတ်မပြူရင်မတရားဖန်စီထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲများရွှေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနိုင်ငံတကာပါလီမန်များညီလာခံမှာဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ် အဲ့ဒီပြင်2020ဖြစ်နေအထွေထွေရွေးကောက်ပွဲရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုက်အဝန်းကဆက်လက်အသိမှတ်ပြုရင်းလက်ရှိပြည်ပခဖြည့်ရှင်ရင်းနဲ့ရေရှည်တည်တံ့သောအဖြေရှာချက်မှာတော်လန်ရေးအင်အားစုများရဲ့ဆောင်ရွက်သွားမယ်လုပ်ငန်းစဉ်များပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုများရရှိရေးတို့ကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်အကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့အကြံဖတ်မှုများ ရှင်းလို့ရများကြောင့်နေရဆွန့်ခွာနေရပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့ဖြီးတွင်းရှိစစ်ပေးဆောင်ပြည်သူများနဲ့တခြားနိုင်ငံများရှိရွှေပြောင်းမြမပြည်သူများဤအခြေအနေများနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့တယ်လို့လည်းဆိုထားပါတယ်။အော်တိုဘာ16ကနေ23ရက်အထိဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့၌ကျင်းပနေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးများကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့တယ်လို့ဖော်ပြပါဗျာ။ မြန်မာလွတ်တော်ကုစရေအဖွဲ့အနေနဲ့အောက်တိုဘာ16ရက်မှာအာရှဖက်စီဘိတ်အုပ်စုအာရှဖက်စီဘိတ်ဂရုနဲ့အမျိုးသမီးလွတ်တော်ကုစရေဖိုရန်တို့တို့တက်ရောက်ခဲ့ပြီး20ရက်မှာအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစည်းအဝေးတို့တို့တက်ရောက်ခဲ့ကမလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဩစတြေးလျနိုင်ငံတို့ကလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်းထီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ် နိုင်ငံတကာပါလီမန်များအဖွဲ့ဟာကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကို IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိအမှတ်ပြုခဲ့ပြီးဒီနေ့အထိဆက်လက်အတိအမှတ်ပြုထားတယ်လို့အတည်ပြုထားပါတယ်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။